ယေဇကြည်လအနာဂတ်တိချံအခန်းကြီး45အငယ်1မှ25တင်းတို့သည်မြေကိုအမွေခံခြင်းငါဆေးရည်တန်ချ၍ပိုင်းချသောအခါတန့်ရှင်သောမြေတကွက်ကိုသာရပြအပူဆိုရကြမည်သူအကွက်သည် အလျားကျူလုံးအပြန်2500အနံ1000ရှိရမည်။နေနမိတ်ရှိသည်မြသည်လည်းတန့်ရှင်းရမည်။ ထိုမြေကွက်အလယ်၌အလျားအတောင်900အနံလဲအတောင်900ရှိသော စတုရန်အကွက်သည်တန့်ရှင်းရာဌာနဖို့ဖြည့်ရမည်ထိုအကွက်ပတ်လည်၌တန့်ရှင်းသောနေလဲအတောင်90ရှိရမည်ထို့သူအလျား2500အနံ1000ကိုတိုင်းပြီးမှ အလွန်တန့်ရှင်းသောအရက်နှင့်တန့်ရှင်းသောဌာနတရားဖြည့်ရမည် ထိုတန့်ရှင်သောမြည်သည်သာဝရပြား၏အမှုတော်ကို ဆောင်ခြင်းငါအထံတော်သို့ချင်းကပ်၍တန့်ရှင်းရာဌာန၏အမှုဆောင်ရစ်ပရောဟိတ်တို့အဖို့ဖြစ်ရမည်သူတို့အိမ်ဆောက်စရာနှင့်တန့်ရှင်းရာဌာနတည်စရာဖို့တန့်ရှင်းသောမြည်ဖြစ်ရမည်အလျား2500အနန္တတောင်းရှိသောအကွက်သည် အိမ်တော်အမှုဆောင်လေဝိလူတို့နေရာအခန်း20တိဆောက်စရာဖို့ဖြစ်ရမည်မြို့တော်နှင့်ဆိုင်သောမြည်သည်တန်ရှင်သော အရက်တစ်ဖက်တစ်ချက်၌အလျား15000အနံ9000ရှိ၍ဣတရီလအမျိုးသားအပေါင်းတို့အဖို့ဖြစ်ရမည်တန်ရှင်သောမြေကွက်နှင့်မြို့တော်နှင့်နမိတ်အနောက်ဘက်တလျှောက်လုံးတစ်ပိုင်းအရှိတ်ဘက်တလျှောက်လုံးတစ်ပိုင်းသည် မင်းသားအဖို့ဖြစ်ရမည်ငါဤမင်းသားတို့သည် နောက်တဖန်ငါဤလူတို့ကိုမငင်းဆဲမည်အကြောင်းထိုမြေသည်ဣတရီလပြည်၌မင်းသားပိုင်သောမြေဖြစ်ရမည်ကျွင်းသောမြေကိုဣတရီလအမျိုးအနွယ်အသီးအသီးတို့အားပေးဝေရမည်အရှိထာဝရဘုရားမိန်တော်မူသည်က ။အိုဣတရီလာမင်းသားတို့ရောင်ရဲသောစိတ်ရှိကြလော့။အနိုင်အထက်ပြုခြင်းလူယူခြင်းအမှုတို့ကိုပယ်ရှား၍တရားသော အမှုဟုတ်မှန်သောအမှုတို့ကိုပြုကြလော့။နောက်တစ်ပတ်ငါ၏လူတို့ကိုမငင်းဆဲမနှိပ်စက်ကြနှင့်ဟုအရှင်သာရဖရာမိန်တော်မူ၏။မှန်သောချိန်ခွင်မှန်သောအေးဖာမှန်သောဘတ်တို့ကိုသုံးရကြမည်အေးဖာနှင့်ဘတ်သည်အညီအမျှရှိရမည်နှစ်ပါးသည်ဟောမဲကိုအမ ြင်ပြု၍အေးဖာသည်တဟောမဲတွင်ဆယ်စုတစုဘတ်သည်လည်းတဟောမဲတွင်ဆယ်စုတစုရှိရမည်။ဂေယာ20ကိုတစ်ချက် အကျက်60ကို တမာနေရှိရမည်။ချင်းမြောက်ရာပူဇော်တကာပြုသောအခါဂျုံဆန်ဖြစ်စီမှုရောဆန်ဖြစ်စီတဟောမဲတွင်တအောမဲကို ပူဇော်ရမည်။စီနှင့်ဆိုင်သော ပြည့်ညက်ဟုံမူကား တကောရတွင်ဘတ်ဆယ်စုတစုကို ပူဇော်ရမည်တဟောမဲသည်ဆယ်ဘတ်ဖြစ်သောကြောင့်တကောရသည်ဆယ်ဘတ်ဖြစ်သည်သူတို့အပြစ်ကိုဖြေခြင်းငါဣတရီလကျဆာယရေများသောအရက်၌ရှိသောတိုးနှစ်ရာတွင်တိုးတငယ်တကောင်ကိုဘောစင်ပူဇော်တကာနှင့်တကွမိရှူရာရေမိတဟာယရစ်တို့ကို ပူဇော်ရကြမည်ဟု အရှင်သာရဖျားမိန်တော်မူ၏ ထိုချီးမြှောက်ရာပူဇော်တကာကိုပြည်သူပြည်သားအပေါင်းတို့သည်ဣတရီလာမင်းသားအားဆက်ရကြမည်မင်းသားသည်လည်းပွဲတပင်နှင့် လာဇန်းနှင့်ဥပုံနှင့်ဣတရီလာအမျိုးပရိသတ်စီဝေသောနေ့ရက်အစဉ်အတိုင်းမိရှိုရန်ရစ်ဘောဇင်ပူဇော်တကာတွန်းလောင်းရာပူဇော်တကာတို့ကို ပူဇော်ရမည် ဣဒရီလအမျိုး၏အပြစ်ကိုဖြေခြင်းငှာအပြစ်ဖြေရာရစ်ဘောဇင်ပူဇော်တကားမိရှူရာရစ်မိတ္တဟာရရစ်ကိုလည်းပူဇော်ရမည်အရှင်သာရဗျာမိန်တော်မူသည်ကပထမလတရက်နေ့တွင် အပြစ်မပါအသက်ပြိုသောနွားထီးတကောင်ကိုယူ၍တန်ရှင်းရဌာနကိုစင်ကြယ်စေရမည်။ယိပရောဟိတ်သည် အပြစ်ဖြေရာရစ်ကောင်အသွေးအချို့ကိုယူ၍အိမ်တော်တိုင်၌၎င်းရစ်ပလင်အောင် ထစ်လေးတောက်နိုင်လကောင်အတွင်းတတိုင်းတကားတိုင်နိုင်လကောင်ထဲရမည်ထိုမှတပါမာရင်သောသူနှင့်မိုက်သောသူအတွက်ခုနှစ်ရက်နေ့တွင် ထိုနီးတူပူဇော်၍အိမ်တော်အတွက်အပြစ်ဖြေရာမင်္ဂလာကိုပြုရမည်ပထမလ34ရက်နေ့တွင် ပတ္တခါပွဲကိုခံရမည်ခုနှစ်ရက်ပတ်လုံးပွဲခံစဉ်တွင်တဆေးမြေမုံကိုသာစားရမည် ထိုနေ့၌မင်းသားသည် ကိုဖို့၎င်းပြည်သူပြည်သားအပေါင်းတို့ဖို့၎င်းနွားထီးတကောင်ကို အပြစ်ဖြေရာရစ်ပူစော်ရမည်ပွဲနှစ်ခုနှစ်ရက်ပတ်လုံးဒါရဗျာအာမီးရှို့ရာရစ်ဖို့နွားထီးခုနှစ်ကောင် အပြစ်မပါသောတိုးထီးခုနှစ်ကောင်ကို၎င်းအပြစ်ဖြေရာရစ်ဖို့စိတ်တငယ်တကောင်ကို၎င်းဤတိုင်းပူစော်ရမည်နွားဖြစ်စီတိုးဖြစ်စီတကောင်တကောင်နှင့်ပါရသောဘောစဉ်ပူဇော်တကာဖို့ မုံညက်တအေးဖာစီတဟိန်ကိုပြင်ဆင်ရမည်တတမလ35ရက်နေ့တွင် ပွဲခံ၍ရခင်အပြစ်ဖြေရာရစ်ဤရှုရာရစ်ဘောဇင်ပူဇော်တက်ကစီပူဇော်တက်ကပြုသည့်အတိုင်ခုနှစ်ရက်ပတ်လုံးပြုရမည်အာမင် God bless you